မင်းသားကြီးနေဆိုင်ရဲ့ယုံမာမှုတွေကိုထပ်မံပြီးတော့တမိအရင်ကိုရိုင်းမိုးဆက်ချိုကဖော်ထုတ်လိုက်တာဖြစ်တဲ့ဒရာတနိုင်ကလုံးဝတော့ထပ်မံပြီးတော့အောင်းအကြရာပြန်ပါပြီအခုတော့မိုးဆက်ချိုကမင်းသားကြီးနေဆိုင်ရဲ့တမိဆိုရာကတရားရခိုင်နှုန်းတရားသိရခိုင်နှုန်းတေချာသွားပြီဆိုရာကတော့ပြည်သက်တွေတည်ပြီးသားဖြစ်မှာပါအခုနေဆန်းကသူ့တမိကသူ့ကိုဖုံးဆက်တဲ့အခါမှာနေဆန်းကလုံးဝကိုဖုံးမကင်တော့ဘဲနဲ့သူ့မိန်းမကသာကင်ပြီးတော့သူ့မိန်းမကအခုလိုမျိုးเนาะ သူတို့ရဲ့အင်တောင်စုစီးရင်ထဲမှာနေဆန်းဆိုရဲတော့အဖေနေရာမှာနေဆန်းဆိုရဲနာမည်ကိုဖြုတ်ပြဖို့နဲ့မှတ်ပုံတင်ပါလေနေဆန်းဆိုရဲနာမည်ကိုဖြုတ်ပြဖို့အတွက်ချက်မှန်ပြီးတော့ကောင်းစုမှုတွေလုပ်နေကြောင်းမိုးစစ်ချိုကဖွင့်ချလိုက်တာဖြစ်တဲ့အတွက်တနိုင်ကလုံးဝတလောက်ရက်ဆက်တဲ့အဖေဘလို့အဖေမျိုးလေးဆိုပြီးတော့ပြောဆိုနေကြလေဖြစ်ပါတယ်နော်တချို့သောသူတွေပြောရတာကနေဆန်းတော့သူ့အနေနဲ့သူ့သမီးကိုတာဝန်ယူခြင်းနဲ့ဒါမဲ့အခုလက်ရှိမိန်းမနဲ့အခု မိမနေရထားတဲ့သားသမီးတွေရဲ့မျက်နှာကြောင့်အထူးသဖြင့်တော့သူ့မိမအသေးရဲ့မျက်နှာကြောင့်သူ့သမီးကိုစကားပြောဖို့မပြောနဲ့နော်မိုးစစ်ချူပြောသလိုဆယ်ဆက်ကန်လောက်နော်တွေးချဖို့တော့ဝေးမှဝေးပါဒါတော့လုံးဝမဖြစ်နိုင်ဘူးဒီနောက်ွယ်မှာနေဆိုင်ရဲ့မိမအသက်ကအကုန်လုံးကိုချုပ်ကင်ထားတယ်လို့သိရတယ်နေဆိုင်ခမယာမလေးသူ့မိမအသက်ကိုလုံးဝလုံးဝကိုမလို့ဆန်းနိုင်ကြောင်းဒါကြောင့်နော်ဒီလိုမျိုးနော်ဘာမှသာဝန်မယူရဲတဲ့ယောက်ျားအဖေမျိုးကို မတွေ့ဘူးဘူးဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်မိုးဆက်ချိုကလည်းဒီကနေ့အင်တာဗျူးမှာထပ်မံပြီးတော့သူ့အဖေမိမအသည်ရုံမှာမှုတွေကိုချပြလိုက်ပြီးတော့သူ့ရဲ့အဖေဟာနာမည်နှလုံးနဲ့အဖေဟာနေဆန်းဖြစ်ကြောင်းကိုတနိုင်ကန်လုံးဝတည့်ပြီးပြောချလိုက်တာဖြစ်တဲ့အတွက်လမ်းကုန်ကြပြီလေဖြစ်ပါတယ်အစားတုံးကတော့စနေနန်းနဲ့စရီနာမည်နှလုံးနဲ့မင်းသားကြီးဖြစ်တယ်လို့ပြောခဲ့ပေမဲ့အခုတော့နေဆန်းမိမအသည်ရုံမှာမှုတွေကလုံးဝကိုလက်မခံနိုင်စရာအကြောင်းဖြစ်နေတဲ့အတွက် သူရဲ့ဖေကနေဆန်းဆိုပြီးတော့တဲပဲဝုန်းလိုက်ပြီးလေဖြစ်ပါရီ